မင်းရဲ့ဗီဒီယိုတွေကိုပုံမလှပသွားအောင် လုပ်ဖို့စဉ်းစားနေလားအတီတီလုပ်ဖို့ကြိုးစားတယ်ဒါပေမဲ့အစားဆုံးလိုအပ်ချက်တွေရှိနေသေးတာဘာကြောင့်လို့ထင်လဲကပ်ကတ်ကိုစာတုံးကြည့်လိုက်ပါသူနဲ့ဆိုအဲ့လိုပြဿနာတွေရှိမှာမဟုတ်တော့ပါဘူးကွန်ပျူတာမရှိရင်တောင်ဖုန်းလုံးနဲ့မင်းမင်းရဲ့ဗီဒီယိုတွေကိုအလှတရားတွေနဲ့လုံးဝပြည့်စုံတော့အောင်တိဖြတ်နိုင်တဲ့အတီတီအပ်ဖြစ်ပါတယ်သင်ကအခုမှလေ့လာမဲ့ဗီဂန်နာတယောက်ဖြစ်တယ်ဆိုရင်တောင်မှဒီဗီဒီယိုကြည့်လိုက်တာနဲ့အချိန်ကတိဖြတ်နေတွေကိုတစ်ခါတည်းနားလေသဘောပေါက်သွားပါလိမ့်မယ်โอเคဒါဆိုရင်စလိုက်အောင် application ကိုမိတ်ဆွေတို့အနေနဲ့ Play Store ဒါမှမဟုတ် App Store ကနေအလွယ်တကူသွားပြီးတော့မှ download ရယူလို့ရပါတယ်ကျွန်တော်တို့ Play Store ထဲကိုသွားလိုက်မယ်သွားပြီးတော့ကျွန်တော်တို့ကဒီ cup cut လို့ရရှာလိုက်ပါတော့โอเคကျွန်တော်ကတော့ download လုပ်ပြီးသားဖြစ်ပါတယ် application ထဲကိုဝင်လိုက်မယ် Okay ဒါကတော့ကျွန်တော်ကဒီအသုံးပြုပြီးသားဖြစ်တဲ့အတွက်ဒီ application ရဲ့ဒီ interface ကဒါမျိုးပေါ်နေတာပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒါမျိုးပေါ်မှာမဟုတ်ပါဘူးကျွန်တော်တို့အရင်ဆုံးဒီ template နေရာမှာ TikTok ကဗီဒီယိုတွေပေါ့နော် TikTok ကဗီဒီယိုတွေကိုကျွန်တော်တို့ကယူပြီးတော့မှဒီ effect တွေကိုယူပြီးတော့သုံးလို့ရတယ်ပေါ့နော်ကိုပုံလေးတွေပါလေးတွေထည့်ပြီးတော့မှဒီမှာစမ်းသုံးလို့ရပါတယ်ဒါကတော့အပျော်သဘောနဲ့ဒီကိုယ့်ရဲ့ Facebook တို့ TikTok တို့တင်လို့ရှိရင်ဒီကောင်လေးတွေသုံးလို့ကောင်းပါတယ် ီမှာတော့ကျွန်တော်က video editing ကိုအခြေခံနားလည်သဘောပေါက်အောင်ပြပေးမှာဖြစ်တဲ့အတွက်ဒီ project ဆိုတဲ့တက်လေးပေါ့နော်အဲ့ဒီကောင်လေးကိုသွားလိုက်မယ်ပြီးရင်ဒါကတော့ကျွန်တော်တီးဖြတ်လက်စ video လေးပေါ့နော်မေဆီရိုအနေနဲ့ဒီတီးဖြတ်လက်စ video တွေမရှိဘူးဆိုရင်တော့ဒီခလေကောင်တဲတဲလောက်မှာဒီ new project ဆိုပြီးတော့မှာပေါ့နော်အပေါင်းလက္ခဏာလေးနဲ့ပေါ်နေမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ မီစီရောကအဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါဒီမှာတော့ကျွန်တော်ကဒီ create ဆိုပြီးတော့မှအပေါင်းလက္ခဏာလေးပေါ့နော်ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ကဘယ်လိုမျိုးဟာတွေကို edit လုပ်မှာလဲပေါ့နော် photo ဆိုရင် photo video ဆိုရင် video ပေါ့နော်ရွေးလိုက်ပါဒီမှာကျွန်တော်က video ငါးဖို့လောက်ထောက်ပြီးတော့မှရွေးကြည့်လိုက်မယ်နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ရွေးလိုက်တဲ့ဗီဒီယိုလေးတွေကဒီ line ထဲမှာရောက်သွားပြီပေါ့เนาะဒီမှာဆိုရင်ကျွန်တော်ဗီဒီယိုသုံးပုတ်ရွေးလိုက်တယ်ဒါအဆန်းပြမလို့ပေါ့เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတခုသိရမှာကဗီဒီယိုရဲ့ကျွန်တော်တို့ resolution ပေါ့เนาะ resolution ကဒီမှာဆိုလို့ရှိရင်480ကနေပြီးတော့မှအနေဆုံးစပြီးတော့ပါပါတယ်480ပြီး920ပြီး1080နဲ့ဒီ 2K 4K ကတော့ဒါကျွန်တော်တို့ premium ဝယ်သုံးရတဲ့ပတ်စံပေးပြီးတော့မှသုံးလို့ရတဲ့အားတွေဖြစ်ပါတယ် ဒါပေမဲ့ဒီ 920p ဆိုလို့ရှိရင်လည်း HD ဖြစ်တဲ့အတွက်ဒီ video က quality အရင်ကောင်းပါတယ် frame rate ကတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က25ပေါ့နော်သူကသူသတ်မှတ်ပေးထားတာကတော့25ပေါ့နော်ဒီ30လောက်ဆိုလို့ရှိရင်ဒီ video တွေအတွက်ကအဆင်ပြေပါတယ် frame rate ကတော့ဒီလောက်ပဲထားလိုက်မယ်နော်โอเคဒါဆိုလို့ရှိရင် ဒီတက်ကရပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ရွေးပြီးရွေးရွေးထားတာကဒါကအဆင်ပြေသွားပြီနောက်တစ်ခုကကျွန်တော်တို့ဒီ edit လုပ်မဲ့ video ကဘာအတွက်လုပ်မှာလဲပေါ့နော်မိတ်ဆွေက YouTube အတွက်လုပ်မှာလားဒါမှမဟုတ် TikTok အတွက်လုပ်မှာလား Facebook အတွက်လုပ်မှာလားပေါ့နော်ဒီတက်ဆိုင်ရာဒီ social media application တွေမှာဒီသူတို့ရဲ့ frame rate တွေရှိကြတယ်ပေါ့နော် oh sorry သူတို့ရဲ့ဒီ aspect ratio တွေရှိကြတယ်ပေါ့နော် သူ aspect ratio ဆိုတာဘာလို့ပြောရလဲဆိုတော့ဒီ video ရဲ့မှန်ပြင် size ပေါ့နော် YouTube ဆိုလို့ရှိရင်ဥပမာ အလျားလိုက်ပေါ့နော်60 ratio 9နော်အဲ့ဒါမျိုးပေါ့နော်ဒီအလျားလိုက်ဒီ TikTok ဆိုလို့ရှိရင်ကျွန်တော်တို့က down လိုက် Facebook ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော် Facebook reel ဆိုလို့ရှိရင်လည်းအဲ့လို down လိုက်ပဲပေါ့နော်အဲ့ဒီကောင်းလေးကိုကျွန်တော်တို့ကဒါကတော့ကျွန်တော်ရဲ့ video footage ကဒီ video ကျွန်တော် active မဲ့ video ကကျွန်တော် download လုပ်တဲ့အဒီ YouTube အတွက်ပေါ့နော် ရည်ရွယ်ပြီးတော့ဒီ16 ratio 9ကိုရွေးပြီးတော့မှ download ယူထားတာဖြစ်တဲ့အတွက်ဒီဗီဒီယိုကဒါအလျားလိုက်လေးပေါ်နေတာပေါ့เนาะကျွန်တော်တို့ကဒီဒီတခြားဒီဥပမာကင်မရာတွေထောင်ရိုက်ထားတာတို့ဘာလို့ဆိုလို့ရှိရင် down light ပေါ့เนาะအဲ့ခါမှာ YouTube တွေ့သုံးမယ်ဆိုလို့ရှိရင်အဆင်မပြေဘူးပေါ့เนาะဥပမာဆိုကြပါဆိုကျွန်တော်ကဒီတခုလောက် ထည့်လိုက်မယ်ပေါ့နော်အပေါင်းလက္ခဏာလေး ਨੇ โอเคဒါလေးကိုကျွန်တော်ပေါင်းထည့်ကြည့်လိုက်မယ်ပေါ့နော်ကြည့်ကြည့်လိုက်ဒါဆိုလို့ရှိရင်သူ့ရဲ့ဒါကျွန်တော်ကကင်မရာကိုထောင်ရိုက်ထားတဲ့အတွက်ပေါ့နော်ထောင်ရိုက်ထားတဲ့အတွက်ဒါကတော့သူ့ရဲ့ fit size ပေါ့နော်1 ratio 1ပေါ့နော် သူ့ရဲ့အချို့က1 ratio run ဆိုတဲ့အတွက်ဒီ ဒီပုံကဒါထောင်ရက်ပေါ့နော်ထောင်ရက်ကြတော့ကျွန်တော်တို့ကဒီမှာ YouTube dot လုပ်မယ်ဆိုလို့ရှိရင်ဒီအစင်မပြေတော့ဘူးပေါ့နော်ကြည်ရတာဘေးမှာဒီအမဲရောင်ကြီးတွေပေါ်နေတယ်ပေါ့နော် background ကအဲ့လိုမျိုးဆိုတော့ကျွန်တော်ပြောချင်တာကကိုလုံးမဲ့ဗီဒီယိုကိုအရင်ဦးဆုံးစဉ်းစားရမှာဖြစ်ပါတယ်ကိုက YouTube dot လုပ်မှာလား Facebook dot လုပ်မှာလား TikTok dot လုပ်မှာလားပေါ့နော်ဒီကိုလုံးမဲ့ဗီဒီယိုအမျိုးအစားကိုတည်ပြီးဆိုတော့မှ aspect ratio တွေကိုကျွန်တော်တို့ကရွေးရမှာဖြစ်ပါတယ် โอเคဒီမှာတော့ကျွန်တော်ကဒါ YouTube အတွက်ရွေးထားတာပေါ့เนาะโอเคကျွန်တော်တို့ကဒီဗီဒီယိုကိုစပြီးတော့မှတီးဖြတ်တော့မယ်ဆိုလို့ရှိရင်ဒီရှေ့ဆုံးကနေစပြီးပြောပါမယ်ဒီ split ဆိုတဲ့ဟာပေါ့เนาะ split ဆိုတဲ့ဟာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ကဒီကိုကဒီဗီဒီယိုကို ထောက်လိုက်ပေါ့เนาะကိုလုတ်ချင်တဲ့ဒီတီးဖြတ်ချင်တဲ့ဗီဒီယို clip တစ်ခုကိုထောက်လိုက် ထောက်ပြီးလို့ရှိရင် ကျွန်တော်တို့ကဖြတ်ချင်တဲ့နေရာပေါ့เนาะ ကိုမလိုချင်တဲ့ပိုင်းကိုဖြတ်ထုတ်ရတဲ့အရာလေးပါကိုကဥပမာဗီဒီယိုကဒီနားလောက်ပဲလိုရတဲ့လိုရဲဆိုပါစို့ဗောနော်ဒီ20စက္ကန့်20စက္ကန့်လောက်ပဲလိုရဲဆိုပါစို့အဲ့ဒီနေရာကိုထောက်ဒီမြင်းချောင်းအဖြူမြင်းချောင်းလေးကိုအဲ့နေရာရအောင်ရွှေ့လိုက်ဗောနော်ရွှေ့ပြီးရင်ဒီ split ဆိုတာလေးကို နှိပ်လိုက်ပါတော့နှိပ်ပြီးလို့ရှိရင်ကိုကဒီအနောက်ကဘိုင်းမလို့ခြင်းမူလားမလို့ခြင်းရင်ဒီမှာ delete ဆိုတာကိုနှိပ်ပြီးတော့မှဖြတ်လိုက်လို့ရတယ်ကိုကတခုခုဖြတ်တာမှားပြီးတော့မှဖြတ်မိသွားတယ်ဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့အဲ့ဒီကောင်ကိုပြန်ပြီးတော့မှ undo လုပ်လို့ရတယ်ပေါ့နော်ဒီအပေါ်ကမြားကောက်ကလေးပေါ့နော်ဒါလေးကိုဒီချင်းနှိပ်လိုက်ဒါဆိုလို့ရှိရင်သူပူဒီကပြန်ရောက်လိုက်ပေါ့နော်ဒီလိုနည်းနဲ့ကျွန်တော်တို့မလို့ခြင်းတဲ့ဘိုင်းကိုဖြတ်ထုတ်လို့ရတယ်ပြီးတော့ဘလို့လုတ်လို့ရသေးလဲဆိုတော့နောက်တနည်းကကျွန်တော်တို့ ဒီကိုမလိုချင်တဲ့အပိုင်းပေါ့နော်နည်းနည်းလေးပဲရှည်နေရှည်နာလေးနည်းနည်းလေးပဲဖြတ်ထုတ်ချင်တယ်ပေါ့နော်ဒီလိုလေးဖြတ်ထုတ်ဒီလိုထောက်လိုက်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့က split ဆိုအောင်နှိပ်လိုက်နှိပ်ပြီးရင်ဒီကောင်ကလေကောင်ကအပိုင်းရဲ့တည်တည်လေးဖြစ်တယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကဖြတ်ထုတ်လို့ထောက်လို့ကဖုံးနေဆိုတော့အဆင်မပြေဘူးပေါ့နော်မပြေတဲ့ခါမှာကျွန်တော်တို့ဘယ်လိုဖြတ်မလဲပေါ့နော်အဲ့ဒီနီလန်ကတော့ဒီဒါဆိုလို့ရှိရင်ကျွန်တော် undo ပြန်လုပ်လိုက်မယ်နော် โอเค undo လုပ်ပြီးပြီလုပ်ပြီးပြီဆိုရင် ကျွန်တော်ကဒီဒီဗီဒီယိုပေါ့เนาะဒီကောင်ကိုကျွန်တော်ကဒီ20စက္ကန့်နဲ့30စက္ကန့်ကြာတဲ့ဟာလေးကိုဖြတ်ချင်တယ်ဆိုပါဆိုဆိုတော့ကျွန်တော် တို့ကဒီအဲ့ဒီကောင်ဗီဒီယိုလေးကိုထောက်လိုက်ပါတော့ထောက်ပြီးလို့ရှိရင်ဒီအဖြူရှေ့ရအဖြူဘားလေးကိုဆွဲလိုက်ပါတော့ဆွဲပြီးကျွန်တော်တို့ကဒီလိုလေးဟောဒီလိုလေးနောက်ကိုဖိပြီးတော့ဆွဲလိုက်ပါတော့ဒါဆိုလို့ရှိရင်အဲ့ဒီ20စက္ကန့်နဲ့30စက္ကန့်ကြာတွေကဗီဒီယိုကလစ်ကပြတ်သွားမှာဖြစ်ပါတယ် ဒါကတော့နောက်တနည်းဖြတ်လို့ရတဲ့နေရာပေါ့နော်ပြီးကြတော့ကျွန်တော်တို့ကဒီဗီဒီယိုတွေပေါ့နော်ဒီနောက်ကဗီဒီယိုကလစ်ကိုဒီရှေ့ကိုရောက်ခြင်းနဲ့ရှေ့ရဗီဒီယိုကလစ်ကိုနောက်ကိုရောက်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးတွေရွှေ့လို့ရှိရင်ဘယ်လိုရွှေ့ရမလဲဆိုတော့ကျွန်တော်တို့ကဒီကိုရွှေ့ခြင်းနဲ့ဗီဒီယိုကလစ်ကိုထောက်လိုက်ပါထောက်ပြီးရင်ကျွန်တော်တို့ကဘယ်နားမှာထားမှာလဲပေါ့နော်ဒါဆိုလို့ရှိရင်ဒါပထမဦးဆုံးကလစ်ရဲ့နောက်နေရာပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကဟိုးနောက်ဆုံးမှာသွားထားမှာလား အဲ့လိုပေါ့နော်ဒါကတော့ကျွန်တော်တို့ဗီဒီယိုကလစ်လေးတွေကိုရွှေ့တဲ့နေကိုပြောပြတာဖြစ်ပါတယ်โอเคโอเคကျွန်တော်တို့ဖြတ်တာတောက်တာတွေပြောပြီးသွားပြီဆိုတော့ဒီမှာ line 3 line ရှိတယ်ပေါ့နော်အပေါ်ဆုံးကဒါဗီဒီယိုပေါ့နော်ခလေကောင်ကတော့ add audio ဆိုတာကဒါကတခြင်းထည့်တဲ့နေရာပေါ့နော်ဒါမှမဟုတ်ရင် voice effect တွေပါတွေထည့်တဲ့နေရာပေါ့နော်ဒီအောက်ကတော့ဒါစာရေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ရေးခြင်းတဲ့စာလေးတွေကိုဒီအပေါ်မှာဒီ attack ဆိုတာလေးပေါ့နော်အဲ့ဒီကောင်လေးထောက်ပြီးရေးလို့ရတယ်ဥပမာကျွန်တော်တို့ကတချင်ရဘုတ်ထည့်မယ်ဆိုလို့ရှိရင်ဒီ add audio ကိုနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့ဒီအောက်က function တွေကလည်းပြောင်းသွားမှာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်တို့ကဒီ sound ဆိုတဲ့နေရာလေးပေါ့နော်တချင်တစ်ထည့်မယ်ဆိုလို့ရှိရင် sound ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီ cap cap ကဒီပေးထားတဲ့ဒီတချင်တွေပေါ်လာမှာပေါ့နော် ဟုတ်ပါပြီဒါဆိုလို့ရှိရင်သူပေးထားတဲ့တခြင်းတွေကဒီစိန်ပွင့်ပုံစံလေးပေါ့နော်ခရမ်းရောင်လေးအဲ့ဒီဟာပေါ်နေတဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါပတ်စံပေးပြီးတော့မှတုံရတဲ့တခြင်းတွေဖြစ်ပါတယ်ကျွန်တော်တို့ကဒီ cup cup ကိုကျွန်တော်တို့ဒီ premium user account ဖွင့်ထားမှဒီအဲ့ဒီစိန်ပွင့်လေးတွေနဲ့ဟာတခြင်းလေးတွေကယူသုံးလို့ရမှာဖြစ်ပါတယ် ိုင်မဲ့ကျွန်တော်တို့ကအစမ်းသုံးကြည့်မယ်ဆိုလို့ရှိရင်လည်းကိစ္စမရှိပါဘူးဒီအောက်ကဒီစိန်ပွဲမှာပါတဲ့တခြင်းတွေအများကြီးပဲပေါ့နော်ဒီနေရာဒီတခြင်းတွေကိုကျွန်တော်တို့ကလွတ်လွတ်လပ်လပ်ယူပြီးတော့မှသုံးလို့ရပါတယ်ဒီတခြင်းတွေဆိုလို့ရှိရင်ဒါယူသုံးလို့ရပါအဲ့လိုပေါ့နော်ဒါကတော့တခြင်းရွေးတဲ့နေရာပေါ့နော် နောက်ပြီးတော့ကျွန်တော်တို့က sound effect ထည့်မယ်ဆိုလို့ရှင်ဒီ sound effects ပေါ့နော်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါ sound effects ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီဥပမာ transition တွေပြီးကြတော့ဒီ bass တီးတဲ့ဟာလေးတို့ computer click လောက်တာတို့ဥပမာပေါ့နော်အဲ့လိုဟာလေးတွေကိုဖြစ်အဲ့လိုဟာလေးတွေဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါရည်တဲ့အတန်လေးပေါ့နော်အဲ့မျိုးအတန်လေးဒါ ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲခဏနေရပြောခဲ့သလိုပဲပေါ့နော်ဒီခန်းရောင်စိတ်ပွင့်လေးတွေနဲ့ဟာကဒီ premium user account ရှိမှဒါတုံးလို့ရတဲ့သချင်းတွေဖြစ်ပါတယ် effort တွေဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် option တွေအများကြီးပဲပေါ့နော် okay သချင်းထည့်တာပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ကဒီစာရေးတဲ့နေရာပေါ့နော် add text ဆိုတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်လိုက် နှိပ်ပြီးရင်ကျွန်တော်တို့ရေးချင်တဲ့စာကိုဒီမှာ A+ ဆိုတဲ့နေရာလေးပေါ့နော် add text ဆိုတာလေးအဲ့ဒီကောင်လေးကိုထောက်လိုက်ပါထောက်ပြီးဒါမှ click ကောင် box လေးကိုထောက်ပြီးတော့ကျွန်တော်တို့ရေးချင်တဲ့နေရာကိုကျွန်တော်တို့ရေးချင်တဲ့စာကိုရေးလို့ရပါတယ်ပြီးရင်ကိုရေးထားတဲ့စာကိုဒီ font style နေပြီးကြတော့ဒီ animation နေအယောင်နေပေါ့နော် ဒါတွေကိုကြိုက်သလိုဒီမှာ edit လုပ်လို့ရပါတယ်ဒီမှာ template လည်းရှိတယ်ပေါ့နော် ရှေ့ဆုံးမှာဆိုလို့ရှိရင်ဒါ template template ဆိုလို့ရှိရင်ဒါသူပေးထားတဲ့ template တွေယူပြီးသုံးလို့လည်းအဆင်ပြေတယ်ပေါ့နော်อืมဒါမျိုးပေါ့เนาะဒါတော့ template ပေါ့เนาะပြီးရင်ဒီမှာ font ပေါ့เนาะကို ိုင်နေတဲ့ font ကိုရွေးလို့ရပါတယ်ဒီခဏနေရပြောခဲ့သလိုပဲဒီစိန်ပွင့်ခရမ်းရောင်လေးနဲ့ဟာတော့ဒီ premium user ဖြစ်မှာပဲတုံးလို့ရတာပေါ့နော်ကိစ္စမရှိပါဘူးကျွန်တော်တို့ကဒီ premium ဝယ်မသုံးမဲနဲ့တုံးလို့ရတဲ့ဟာတွေအများကြီးပဲပေါ့နော်အဲ့တော့ဒီ cap cap ကိုတုံးရတာအရင်တန်တယ်ပေါ့နော်ဒီရှိမှကျွန်တော်ဒီ insure တို့ vn တို့တုံးဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီ cap cap လောက်ဒီ option တွေကမစုံဘူးပေါ့နော်ဒီမှာ free pay ထားတာတောင်မှ အရင်များတယ်ပေါ့နော်။သုံးရတာအဆင်ပြေပါတယ်။ဒါကတော့ဒီ text style ပေါ့နော်။မဆိုလို့ရှိရင်ဒါ effect ပြီးရင် animation โอเคပါ။ဒါကတော့စာရေးတဲ့နေရာပေါ့နော်။ပြီးရင်ကျွန်တော်ပြောချင်တာကဒီကိုကဒီ edit လုပ်ထားတဲ့နေရာပေါ်မှာမူတည်ပြီးတော့မှဒီအောက်ကဒီ option နေရာလဲကွာတယ်ပေါ့နော်။ဆိုကြပါစို့ကျွန်တော်ကဒီဟာကို လုပ်တော့ဘူးပေါ့နော်ဒီကောင်ဒီကောင်လှုပ်ထားတာဆိုလို့ရှင်ဆိုကြပါဆိုကျွန်တော်ကဒီစာရေးတဲ့ဟာကိုကျွန်တော်က edit လုပ်နေတယ်ဆိုလို့ရှင်ဒါလေးတွေပေါ်တာပေါ့နော်သူနဲ့တက်ဆိုင်တဲ့ဒီ function တွေပေါ့နော် okay ကျွန်တော်ကစာရေးတဲ့ဟာကို edit မလုပ်ချင်တော့ဘူးဆိုရင်ဒီရှေ့တုန်းကအများလေးကိုပြန်နှိပ်လိုက်ပါဒါဆိုရှင်ထွက်သွားပြီပေါ့နော် okay အဲ့လိုများလေးနဲ့ထွက်ပြီးတော့မှဒီ ရှေ့ဆုံးပေါ့နော်ကျွန်တော်တို့မူလနေရာကိုပြန်ရောက်အောင်သွားမှာဖြစ်ပါတယ်ပြီးမှကုလိုချင်းတဲ့ဟာကိုရွေးပြီးတော့မှပြန်ပြီးတော့မှ edit လုပ်ပေါ့နော်ဟုတ်ကဲ့ပါဒီမှာရှိတဲ့ line တွေ၃ line သလုံးကိုကျွန်တော်ပြောပြပေးသွားပြီဆိုတော့ဒီအောက်ကဒီ function တွေအကြောင်းကိုပြောပြပါမယ်ပထမအဦးဆုံးဒီကက်ကြီးပုံလေးနဲ့ကတော့ဒါ edit ပေါ့နော် edit လုပ်တာခဏနေရာဒီဒါတော့ကျွန်တော်ခဏနေရာတီးဖြတ်တဲ့နေရာလေးပေါ့နော်တီးဖြတ်တဲ့နေရာလေးကတော့ဒီ split လုပ်တဲ့နေရာလေး ြောပြပြီးသွားပြီပြီးရင်ဒီ volume ကတော့ဒီအတန်တိုးလျှော့ပေါ့နော် volume လေးကိုတစ်ချက်ထောက်လိုက်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ပင်ကိုယ်တန်ကဒီလောက်ပဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကထပ်ချက်ခြင်းနဲ့ဆိုလို့ရှိရင်ဒီအဆုံးထိချက်လို့ရတယ်ဥမာကုလို့ခြင်းဒီလောက်လေးထားလို့ရတယ်ပေါ့နော် okay ဒါကတော့အတန်တိုးလျှော့ပေါ့နော်ပြီးရင် animation animation မှာလည်းအဲ့လိုပေါ့နော်ဒီမှာ in out ရှိတယ် video ရဲ့ဒီ intro ပေါ့နော်အဝင်ရှိတယ် attract ရှိတယ်ပြီးကြလို့ရှိရင်နှစ်ခုသလုံးပါတဲ့ဒီ combo ဆိုတဲ့ဟာလည်းရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာလည်းအဲ့လိုပဲပေါ့နော်ခဏနေရလို့ပဲဒီစိန်ပွင့်နေတဲ့ဟာအသုံးလို့မရဘူးကျန်တဲ့ဟာတွေသုံးလို့ရတယ်ပေါ့နော်ဆင်ပြေပါတယ်ကျန်တဲ့ဟာတွေလည်းအများကြီးပဲဆိုတော့လေဟုတ်ပါပြီဒါကတော့ဒီ animation နေရာပေါ့နော်ပြီးရင်ဒီ video effect ပေါ့နော် အဖက်ကတော့ထွေထူးထူးပြောမနေတော့ပါဘူးပုံတင်နေသူဆိုလို့ရှိရင်ဒီအဖက်ကတော့ကြွန်ကြန်ကျင်ကျင်လောက်တတ်တယ်ပေါ့နော် okay ပြီးရင်ဒီ back နဲ့ပြန်ထွက်လိုက်မယ်ပြီးကိုမလို့ခြင်းတဲ့ဘိုင်းကို delete လုပ်တဲ့နေရာပေါ့နော်ဒါကတော့ video speed ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်တို့ကအချိန်ကြာကြီးသူ့မူလအတိုင်းပင်ကိုမူလအတိုင်းပဲအချိန်ကြာကြီးပြကြင်တာလားဒါမှမဟုတ်ကျွန်တော်တို့က တော်တော်ကလေးခက်မြန်မြန်လေးကြော်ပလိုက်ချင်တာလားဆိုပေါ့နော်အဗရီယိုလေးကိုထောက်လိုက်ထောက်ပြီးလို့ရှိရင်ဒီ speed ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပေါ့နော် speed ဆိုတဲ့နေရာကိုနှိပ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ထားခြင်းသလိုထားလို့ရတယ်ပေါ့နော်ဥပမာဒီ normal ဆိုတာကိုရေးလိုက်မယ် normal ဆိုတာရွေးပြီးရင်ကျွန်တော်တို့ကမြန်ကျင်လို့ရှင်ဒါမျိုးလေးရှိတူပြီးလိုက်ပါတော့ acceleration ပူ USB ရရင်မြန်တော့ပါတော့ကျွန်တော်ဒီ 5x ပဲ ရွေးချလိုက်မှာเนาะပြီးရင်အမန်ဂျစ်ကလေးချစ်လိုက်ပါเนาะဒါဆိုလို့ရှိရင်ဗီဒီယိုကဒီ5 second ပဲရှိမှာပေါ့เนาะဒါကတော့ကျွန်တော်ဗီဒီယို speed ရွေးတဲ့နေရာလေးဖြစ်ပါတယ်ပြီးတော့ဒီ B ကတော့ကျွန်တော်ဒီတချင်းတွေပါလေဆိုလို့ရှင် तू က B တွေကို तू က auto generate လုပ်ပေးတယ်ဗောနော်ဒီမှာ auto generate ဆိုတာလေးကိုဖွင့်ပေးလိုက်လို့ရှင်ဒီဒီ ဗီဒီယိုမှာပါတဲ့တရှင်းကိုသူက auto b ပေါ့နော် generate လုပ်ပေးတာဖြစ်ပါတယ်ပြီးရင်ဒါကတော့ကိုမလိုချင်တဲ့အပိုင်းကိုဒါဖြည့်ညက်ကလုပ်လင်းနေရပါတော့နော်ဒါမျိုးလေး okay ဒါကတော့ဖြည့်ညက်ကလုပ်တာလူတိုင်းသိပါတယ်ပြီးရင်ဒီ duplicate ဆိုတာကဘာလဲဆိုတော့ဒီကျွန်တော်တို့ထောက်ထားတဲ့ဗီဒီယိုကိုတစ်ခုကနေနှစ်ခုထပ်ပွားခြင်းတာပဲဖြစ်ဖြစ်ပါတော့အဲ့ဒါကျွန်တော်တို့က ီဒီယိုကိုပွားကျင်တဲ့ဗီဒီယိုလေးကိုထောက်လိုက်ထောက်ပြီးရင်ဒီ duplicate ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ဗီဒီယိုကလစ်ကနှစ်ခုဖြစ်သွားမှာဖြစ်ပါတယ်ပြီးတော့ဒီ replace ဆိုတာကတော့ဒီကျွန်တော်တို့ရွေးထားတဲ့ video clip ကိုမကြိုက်ဘူးဆိုကြပါစို့ကျွန်တော်တို့ကနောက် video တစ်ခုနဲ့အစားပြန်ပြီးတော့မှထိုးတဲ့နေရာဖြစ်ပါတယ် video လေးကိုထောက်လိုက်ထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ replace ဆိုတဲ့ဟာလေးကိုခဏနေရာ နှိပ်လိုက်ပါတော့နှိပ်ပြီးလို့ရှိရင်ကိုလိုချင်တဲ့ဗီဒီယိုနဲ့ပြန်ပြီးတော့မှအစားထိုးပါတော့ဒါတော့ဗီဒီယိုချိန်တဲ့နေရာဖြစ်ပါတယ်ပြီးရင် ကျွန်တော်တို့ကဒီမှာ overlay ပါတော့ overlay ဆိုတာကဘာလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဗီဒီယိုရဲ့အပေါ်မှာပေါ့နော် ကျွန်တော်တို့ထပ်ပြီးတော့ပြချင်တဲ့ဗီဒီယိုကိုထည့်တဲ့နေရာဖြစ်ပါတယ်ကီးဖြစ်ပါတယ် အဲ့ over လေးကိုနှိပ်လိုက်ရင်ဒီအရှိဆုံးမှာ add over လေးဆိုပြီးတော့မှပေါ်လာပါလိမ့်မယ်အဲ့ခါကျွန်တော်တို့ကအဲ့ဒီ video ကိုထောက်လိုက်အဲ့ဒီ add over လေးကိုထောက်လိုက်ထောက်လိုက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ video ကိုရွေးရွေးပြီးရင် add ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ပင်ကို video ရဲ့အပေါ်မှာဒါမျိုးပေါ့နော်နောက်ထပ် video တစ်ခုကိုပြပေးတာဖြစ်ပါတယ်ဒါကတော့ over လေးပေါ့နော်ဒါကတော့ပြကြလို့ရှိရင် transition လေးကျွန်တော်တို့ကဒီ effort တွေထည့်လိုက်လို့ရှိရင်တော့ကြီးကောင်းသွားမှာပေါ့နော်ဒီတက်အစိမ့်တက်တက်ကြီးဆိုရင်တော့ကြီးလို့တော့မကောင်းဘူးပေါ့နော် overlay က okay ပြီးရင် panel ပြန်ထွက်ဒါတော့ overlay ပြီးသွားပြီပေါ့နော်ပြန် caption ပေါ့เนาะ caption ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ video မှာပါတဲ့ဘာသာစကားပြောဘာသာစကားပေါ့เนาะသူပြောထားတဲ့ဘာသာစကားကိုကျွန်တော်တို့က auto caption ရေးလို့ရတယ် ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ caption ကိုဒီကိုရေးခြင်းနဲ့အစာကိုလည်းကိုယ့်အကူရေးလို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့က auto caption လုပ်လို့ရတယ်။ auto caption ဆိုတာကဒီ video မှာပါတဲ့သူပြောနေတဲ့ voice over ပေါ့နော်။အဲ့ဒီပုံမှာသူကစာတန်းထိုးပြီးသွားတာဖြစ်ပါတယ်။မနော် auto caption ကိုရွေးလိုက်။ရွေးပြီးရင်ဒီမှာ generate from video ပေါ့နော်။ဒီကောင်လေးကိုထောက်လိုက်လို့ရှိရင် ဒါဆိုလို့ရှိရင်ဒီဗီဒီယိုမှာပါတဲ့ဟာကို तू ကအော်တိုကက်ရှင်ပေါ့နော်စာလိုလျောက်ရေးပြီးသွားမှာဖြစ်ပါတယ်ကက်ရှင်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဖစ်တာရှိတယ်ပြီးရင်ဒီဗီဒီယိုလေးကို adjust လုပ်လို့ရတယ်အလင်းမောင်းလေးချိန်လို့ရတယ်ပြီးရင်ဒီမှာဆိုလို့ရှိရင် sticker sticker ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ sticker လေးတို့အဲ့ဒီမှာယူသုံးလို့ရတယ်ဒီ AI avatar ကတော့သုံးလို့မရဘူးပေါ့နော်ဒါကတော့ဒီ premium user အကောင့်ရှိမှပဲဖြစ်မှပဲသုံးလို့ရမှာဖြစ်ပါတယ် โอเคဒီမှာဆိုလို့ရှိရင်နောက်ဆုံးတစ်ခုကအရေးကြီးပါတယ်ကျွန်တော်ဆက်စပ်ပြောခဲ့သလိုပဲ aspect ratio ပေါ့နော်ဒီ video ရဲ့ဒီမှန်မြင်အရွယ်စားပေါ့နော် aspect ratio ဆိုတာလေးကိုထောက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့တက်ဆိုင်ရာပေါ့နော်ဒီမှာအပေါ်မှာဆိုလို့ရှိရင်လည်းပုံလေးတွေပြထားတယ်တက်ဆိုင်ရာဒီ aspect ratio တွေကိုပြပေးมาဖြစ်ပါတယ်ဒါကတော့ original ပေါ့နော် tit dot ဆိုကြပါစို့ tit dot ဆိုလို့ရှိရင် ီဒီယိုကကြည့်လိုက်ဒီမှာထောင်သွားတယ်ဗောနော်ကျွန်တော်ကဒီကျွန်တော်ယူထားတဲ့ဗီဒီယိုက YouTube အတွက်ယူထားဖြစ်တဲ့အတွက် TikTok အတွက်ယူလိုက်တဲ့အခါမှာပေးမှာအမဲရောက်နေပေါ်သွားတယ်ဗောနော်အဆင်မပြေဘူးအဲ့ကြလို့ရှိရင်ကျွန်တော်တို့ကရန်ချဲ့လိုက်လို့ရှိရင်မြင်ကွင်းကအဆင်မပြေတော့ဘူးဗောနော်အပြည့်မမြင်ရတော့ဘူးဗောနော်ပြီးရင်ဒီမှာ YouTube YouTube ဆိုလို့ရှိရင်ဒါကျွန်တော်က16 ratio ိုင်းကိုရွေးထားတဲ့အတွက် YouTube နဲ့ဆိုတော့ဒီဗီဒီယိုကကွက်တိဖြစ်နေတယ်ပေါ့နော်အတုံးများတာကတော့ဒါ YouTube တို့ TikTok တို့ပြီးရင် Facebook တို့ပေါ့နော်โอเคပါဒါတော့ဒီဗီဒီယိုကို aspect ratio ရွေးတဲ့ဟာဖြစ်ပါတယ်ကိုကရွေးကိုရွေးထားတဲ့ aspect ratio အတိုင်းပဲဒီ export လုပ်တိုက်တဲ့အခါမှာဒီဗီဒီယိုကို export ထုတ်လိုက်တဲ့အခါမှာအဲ့လိုပဲထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးကအရေးကြီးပါတယ်ကိုရွေးထားတဲ့ aspect ratio ကကိုလှုပ်ချင်တဲ့ကိုတင်ချင်တဲ့ platform ရဲ့ aspect ratio ဖြစ်ဖို့လိုပါတယ်ပြီးရင် background ပေါ့နော် background ကိုတစ်ချက်ထောက်လိုက်ကျွန်တော်တို့ကဒါ video က YouTube နဲ့ quality ဖြစ်နေလို့ပေါ့နော် YouTube ရဲ့ aspect ratio နဲ့ quality ဖြစ်နေလို့ဒီ background ကတော့ကျွန်တော်တို့ထည့်ချင်တဲ့ဟာလေးထည့်လို့ရရပေါ့နော် background ကိုနေပြီးပြီဆိုလို့ရှိရင်ဥပမာအဖြူရောင်ထည့်မလား ကိုကြိုက်နေတတ်တဲ့အယောင်ထည့်လို့ရတယ်နောက်ပြီးအဲ့လိုအယောင်တွေမထည့်ခြင်းပဲနဲ့ကျွန်တော်တို့ကပုံတွေကိုလည်းထည့်လို့ရပါတယ်ပုံထဲဖို့ဒီ image လေးကိုနှိပ်လိုက်နှိပ်ပြီးရင်ဒီအပေါင်းလက္ခဏာလေးပေါ့နော်အဲဒီကောင်လေးကိုတစ်ချက်ထောက်လိုက်ထောက်ပြီးရင်ကျွန်တော်တို့လိုချင်တဲ့ပုံကိုကျွန်တော်တို့က background မှာ ထားလို့ရပါတယ်လို့ပေါ့နော်ဒါတော့ဥပမာပြတာဖြစ်ပါတယ် င်းမိပြီးရင်နောက်ကပလာပေါ့နော်အဲ့ဒီကောင်လေးကိုထောက်လိုက်ဒီကောင်ကဘာလို့လှုပ်ချင်တာလဲဆိုတော့သူကဘာဘာလှုပ်လို့ရတာလဲဆိုတော့ကျွန်တော်တို့ရဲ့ background တွေကိုဝါလိုက်တာပေါ့နော်ဝါလိုက်တာဝါလို့ရတဲ့နေရာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကဒီ background ကိုဝါလိုက်မယ်ဒါဆိုလို့ရှိရင် background ကဒါကြည်နေသေးတယ်ပေါ့နော်ဒီကောင်ကိုဝါလိုက်မယ်ဟွန်းတမျိုးပေါ့နော် ဒါ background ကိုဝါဝါတာဖြစ်ပါတယ်ခဏနေရကလေးပုံမပေါ်တာကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က background ကိုကလေးပုံထားပြီးတော့မှသူ့ကိုကျွန်တော်ကအမှန်ကြီးကလေးမချစ်ခဲ့လို့ဒါကလေးပုံကတော့ပျောက်သွားတာပေါ့နော်ဒါကတော့သူ့ရဲ့ background ကိုဒါဝါတဲ့နေရာလေးဖြစ်ပါတယ် okay ဒီနောက်က brand background ကတော့ sign နေပါလေးလုတ်ပြီးတော့မှပဲတုံးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ sign လုတ်ထားတာမဟုတ်တဲ့အတွက်ဒီမှာပြတော့ပါဘူးနော် okay ပါဒါဆိုလို့ရှိရင် မက်ဆီရိုအနေနဲ့အခြေခံအပြင်ဒီကပ်ကတ်ကိုဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိသွားလောက်ပြီပေါ့နော်တခုရှိတာကဒီမှာကပ်ကတ်ဆိုတဲ့ပေါ့နော်ဒီဘယ်ဘက်အပေါ်တောင်လေးမှာသူ့ရဲ့ logo လေးပေါ်နေပါတယ် watermark လေးပေါ့နော်ဒီကောင်လေးကတော့ဖျောက်လို့မရပါဘူးကျွန်တော်တို့ဒီကောင်လေးကိုဖျောက်ချင်ရင်တော့ကျွန်တော်တို့ premium user account ဖြစ်မှာပဲဒါလေးကိုဖျောက်လို့ရမှာဖြစ်ပါတယ်ပြန်နောက်တစ်ခုကဗီဒီယိုနောက်ဆုံးမှာကြည့်လိုက်ပါတော့ဗီဒီယိုအန်ဒီမှာကျွန်တော်တို့ဒါပြီးသွားပြီပေါ့နော်ပြီးသွားရင်ကပ်ကတ်ဆိုပြီးဒါပေါ်လာတယ်ပေါ့နော် ဒါပေမဲ့ဒီကောင်ကတော့ဖြတ်လို့ရတယ်ပေါ့နော်အဲ့ဒီ click လေးကိုထောက်လုံးမှ delete လုပ်လို့မှဖြတ်လိုက်လို့ရပါတယ်ကိစ္စမရှိပါဘူးဒီ watermark လေးကတော့ဖြတ်လို့မရပါဘူးဟုတ်ကဲ့ပါနောက်နေ့နောက်နေ့တွေမှာလည်းဒီ cup cup ကိုကျွန်တော်တို့ဒီအခြေခံကြာကြာအသုံးပြုတတ်သွားပြီဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒီသူ့ရဲ့ function တွေကိုအသေးစိတ်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုအပိုင်းလိုက်အပိုင်းလိုက်ခွဲပြီးတော့မှပြောပြတော့မှဖြစ်တဲ့အတွက်နောက်ဗီဒီယိုလေးကိုဆက်လက်စောင့်မျှော်အားပေးဖို့မမေ့ပါနဲ့ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း like and comment လုပ်ပြီးတော့မှအားပေးကြပါအောင်လို့တောင်းဆိုပါရစေ။အားလုံးကျေးဇူးပါ။